မင်္ဂလာပါကျွန်တော်အမေးများတဲ့မေးခွန်းတွေတွေကတခုဖြစ်တဲ့ music production အတွက်ဘယ်လိုကွန်ပျူတာဝယ်သင့်သလဲဆိုတာကိုကျွန်တော်သိနာလဲတော့ဝေမျှလိုက်ပါတယ်ကျွန်တော်ကွန်ပျူတာဝယ်မယ်ဆိုရင်အရင်ဆုံးစဉ်းစားမှာတော့ operation system ပါကျွန်တော် Windows PC သုံးမလား Apple ရဲ့ macOS system သုံးမလားဒီနှစ်ခုတွေကအရင်တစ်ခုကြွေးရပါမယ် Apple macOS ကတော့စွမ်းဆောင်ရည်ကောင်းတဲ့တည်ငြိမ်တယ်ဒါပေမဲ့အားနည်းချက်ကဈေးကြီးတယ်လူတိုင်းနဲ့လက်လန်းမမိဘူးပေါ့ Windows computer ကတော့ ကိုသုံးနိုင်တဲ့ငွေကြေးပေါ်မူတည်ပြီးတော့ဝယ်ယူလို့ရတယ်ပေါ့ Apple ဘက်ကဆိုရင်တော့တိတ်အများကြီးစဉ်းစားကြရမလို့ပါဘူး MacBook Air လွဲရင် Mac Mini MacBook Pro iMac ဒီတဲ့အဆင့်မြင့်တာတွေအများကြီးရှိပါတယ် Mac Pro လို့ပါလို့ကိုရီတက်နိုင်တဲ့ငွေကြေးတိုင်းတာပေါ်မူတည်ပြီးရွေးချယ်ဝယ်ယူလို့ရပါတယ် MacBook Air ကတော့သုံးလို့တော့ရပါပဲ ရေရှည်အတွက်ဆိုရင် MacBook Pro ကပိုကောင်းပါတယ်ဒီကတော့ကိုသုံးမဲ့ငွေကိုသုံးမဲ့အသံဖန် software တွေနဲ့ကိုအတွက်လိုအပ်တဲ့လုပ်ဆောင်နိုင်စွမ်းတွေပေါ်မူတည်ပြီးရွေးချယ်ရမှာပါကျွန်တော် Windows Operation System ဘက်မှာဆိုရင်တော့ PC သုံးမလား Laptop သုံးမလားနှစ်မျိုးရွေးချယ်လို့ရပါမယ်ပုံမှန်အဖြစ်တော့ Desktop PC ကစွမ်းဆောင်ရည်ပိုကောင်းပါတယ် specification 2ရင်အောင်မှာ laptop တွေက desktop တွေရဲ့စွမ်းဆောင်ရည်ကိုမမှီပါဘူး desktop တွေကပို့ပြီးတော့စွမ်းဆောင်ရည်ပိုကောင်းပါတယ်ဒါပေမဲ့ခုလိုမီးပြက်တာများတဲ့အချိန်မျိုးမှာကြတော့လေ laptop ကလည်းတနည်းအားဖြင့်ရွေးချယ်တဲ့နေထဲပါပါတယ် Apple ဘက်မှာဆိုရင်တော့ခုနောက်ထွက်တဲ့ M1 M2 M3 M4 ပေါ့နောက်သူရဲ့ CPU တွေကစွမ်းဆောင်ရည်အရင်ကောင်းတဲ့အတွက်သိရှိရှိဝေးဝေးတွေးစရာမလိုပါဘူးနောက်ဆုံးထွက် M4 ဝယ်နိုင်တော့အကောင်းဆုံးပေါ့ Windows မှာဆိုရင်တော့ CPU ကို Intel Core i5 ဒါမှမဟုတ် AMD တွေက Ryzen 5အနည်းဆုံးရွေးတင်ပါတယ် တက်နိုင်ရင်တော့ 9i7 i9 AMD Ryzen 7နဲ့အထက်ကိုရွေးချယ်သင့်ပါတယ်။နောက်တစ်ခုအနေနဲ့ RAM မှာကွန်ပျူတာရဲ့ RAM ကကျွန်တော် project file တွေ run လာပြီး plan အနေနဲ့ software တွေကိုတပြိုင်တည်းချောချောမွေ့မွေ့လည်ပတ်နိုင်မှုအတွက်လိုအပ်ပါတယ်။အနည်းဆုံး 8GB တက်နိုင်ရင်တော့ 16GB နဲ့အထက်ကိုဆင်နိုင်ရင်တော့ပိုကောင်းပါတယ်။ line trap တွေများတဲ့ project တွေနဲ့ plan တွေအများကြီးသုံးမယ်ဆိုရင် RAM ကလိုအပ်ချက်အများများပါတယ်။ RAM နဲ့ရင်ကျွန်တော်ရဲ့လုပ်ငန်းတွေနှီးကွေးပြီးတော့ဟန်နာတွေပါတယ်ဖြစ်နိုင်ပါတယ်။ storage ဟတ်တဲ့အနေနဲ့တော့ operation system နဲ့ software တွေ run ဖို့အတွက် solid state drive ကိုအနည်းဆုံး256ကနေစပြီးရွေးချယ်ပါ ပိုများလေပိုကောင်းလေပါပဲ SSD solid state drive ကတာမန် UU hard disk တွေထက်အများကြီးပိုမြန်တဲ့အတွက်ကျွန်တော်ကွန်ပျူတာရဲ့ software တွေကိုအသုံးချမှုမှာမြန်ဆန်ပါတယ် hard disk UU hard disk တွေဆိုရင်တော့ နေကိုင်းနေမှာဖြစ်ပါတယ်ရိုးရိုးဟာတစ်တီကိုတော့ကျွန်တော် data တွေတင်ဆက်ဖို့လောက်ပဲဟာရှိရပါပဲ SSD ကပိုကောင်းပေမဲ့ဈေးကြီးတဲ့အတွက်ကျွန်တော်ရဲ့ backup file တွေကိုတင်ဖို့အတွက်ဆိုရင်တော့ hard disk ကပိုပြီးတော့ဈေးသက်သာတဲ့အတွက်တင်တော်ပါတယ်လက်ရှိ run နေတဲ့ project file တွေနဲ့ကျွန်တော်ခေါ်သုံးမဲ့ sample library တွေဘာညာကိုတော့ SSD မှာထားတာကပိုပြီးတော့လုပ်ငန်းချုံးွေပြီးတော့သွက်လက်မြန်ဆန်မှာဖြစ်ပါတယ်ကျွန်တော် display monitor ကိုတော့အနည်းဆုံး24 28လောက်မှလောက်သုံးသင့်ပါတယ် တက်နိုင်ရင်တော့ monitor နှလုံးသုံးတာကအလုံးလုံးတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေချောမွေ့ပါတယ် resolution ကလည်းအနည်းဆုံး1920-1080 full hd နဲ့အထက်ကိုရွေးချယ်ပါကိုယ့်ရဲ့ computer မှာ usb port တွေအလုံးလောက်ပါဖို့ရည်ကြီးပါတယ် audio interface တွေ midi controller နဲ့တခြား usb device တွေချိတ်ဆက်ဖို့အတွက်လိုအပ်ပါတယ် usb 3.0 usb c port တွေသုံးလင်ပါအားပါမယ် desktop ကစွမ်းဆောင်ရည်ပိုကောင်းပြီးဈေးနှုန်းလည်းပိုသက်သာပါတယ် upgrade လုပ်ရတာလဲလွယ်ကူပါတယ်လက်တော့ကတော့ကျွန်တော်တည်ဆောင်ရတာလွယ်ကူတယ်နေရာမယူဘူးဒါပေမဲ့ဆွမ်းဆောင်ရေးဘိုင်းမှာ desktop လောက်မကောင်းသလိုဈေးနှုန်းလည်းပိုများပါတယ်မိပြတဲ့ချိန်မှာတော့ तू ကအားသာတယ်ပေါ့အဲ့တော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ budget ကိုပေးချစဉ်းစားပြီးဝယ်ရပါမယ်ကိုကအခုမှစတင်မယ်လို့ဆိုရင်တော့အလယ်လက် computer တစ်လုံးနဲ့စတင်နိုင်ပါတယ်ဒါပေမဲ့ကိုကကျွမ်းကျင်နေပြီအလုပ်ကလည်းတွင်တွင်ကျကျလုပ်နေရပြီဆိုရင်တော့ ွန်ပျူတာမြင့်မြင့်ဆင်လိုက်တာပိုကောင်းပါတယ်နောက်တစ်ခုကတော့ကိုသုံးမဲ့အတန်ဖန်း software ပေါ့ကိုက Logic Pro X လို့ software ကိုသဘောကျတယ်ဆိုရင်တော့ Apple macOS ပဲရွေးချယ်ရမှာပါ Logic Pro X က Apple ကထုတ်တာဖြစ်တဲ့အတွက် macOS မှာပဲအလုပ်လုပ်လို့ရပါတယ်အသုံးပြုလို့ရပါတယ်ကြား software တွေအကုန်လုံးကတော့ Windows မှာအသုံးပြုလို့ရပါတယ် Pro 2 Studio 1 Cubase Nuendo Mac မှာလည်းအသုံးလို့ရပါတယ် Pro 2လို့ Cubase တို့ Ableton တို့အဓိကကတော့ ရွေးချယ်ရမှာတော့ကွန်ပျူတာအတွက် CPU, RAM, Storage နဲ့ကျွန်တော်တွက်ဖက်သုံးဆွဲမဲ့ Audio Interface တွေကိုအဓိကယူရပါမယ်။ Graphic Card အနေနဲ့ကတော့ကျွန်တော် Music Production တသက်ဆိုရင်တော့သူ့မှာ bit in ပါတယ်။ Intel ရဲ့ Iris Graphic လို AMD ရဲ့ Radeon ဒီကတော့လောက်ရှိရင် music production လေလုံလောက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့က video editing နေပါလေလုံးမယ်ဆိုရင်တော့ Nvidia တို့ဘာတို့ရဲ့ GTX RTX graphic card တွေကိုဖက်သွင်းသုံးဆွဲပြင်ပါတယ် audio သီးသန့်ဆိုရင်တော့သူ့ bit တွေနဲ့တင်ကျွန်တော်လုပ်လို့ရပါတယ်ဒါပေမဲ့နောက်ပိုင်းထွက်တဲ့တချို့ software တွေကလည်း graphic ကောင်းမှချွတ်ချုံမှုမှုရုပ်ထွက်တွေကောင်းတာလည်းရှိပါတယ်ဒါလို့ဆိုရင် computer ရွေးချယ်ဝယ်ယူဖို့အတွက်အခြေခံစဉ်းစားဖို့ idea လေးတွေရမယ်လို့ထင်ပါတယ်တိလိုတာများရှိရင်လည်းကျွန်တော် comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ပြန်ဖြေပေးပါမယ်ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြပါမယ်